အခုဒီကလေးနှစ်ယောက်ကိစ္စမှာဆိုလို့ရှိရင်အမအနေနဲ့ကဒီကလေးတွေတရားရင်ဆိုင်တဲ့အခါမှာကုန်ကြစိအဆအဆအရာရာရယ်။နောက်တရားနိုင်ဖို့အတွက်ရယ်။နောက်တရားရင်ဆိုင်တဲ့အခါမှာရှိနေစိအဆအဆုံးအမကူညီသွားဖို့ဆုံးဖြတ်ထားပါတယ်။ဒီကလေးတွေဆိုတာလေဒီသူများအိမ်မှာအလုပ်လာလုပ်ရတယ်။ ကလေးလှုပ်သားပေါ့အဓိကတော့ဒီလိုမျိုးအမှုပြဿနာတွေအားလုံးကကလေးလှုပ်သားပပြောက်မှသာလေဒီကိစ္စတွေကချုပ်ငင်းသွားမယ်ဆိုတော့အမထင်ပါတယ်။ဘာကြောင့်လဲဆိုတော့အခုအချိန်မှာဒါ Facebook ပေါ်မှာတက်လာတဲ့ကိစ္စမှုလို့ဒါလူတိုင်းကသိသွားတာ။အဲ့လိုမျိုးဖြစ်နေမဲ့ပြဿနာတွေအများကြီးဘယ်နေရာတွေမှာဘယ်အရက်တွေတာတွေမှာရှိနေအောင်မလဲဆိုတော့အမတို့လည်းမသိနိုင်ဘူးဘယ်သူမှလည်းမသိနိုင်။အဲ့တော့အမပြောချင်တာအင်ကိုလာလှုပ်တဲ့ကလေးတွေသူတို့ရဲ့ ဟိုပညာရေးအချင်းသူတို့ရဲ့ဘူးတုတ္တဒါတွေအားလုံးကအမားတို့တွေလောက်မရှိတဲ့အတွေ့အကြောင်းနဲ့သူတို့သူများအိမ်မှာအိမ်အကူဆိုတဲ့ဟာကိုလာရောက်ပြီးတော့လုံနေရခြင်းဖြစ်တယ်။အခုဒါမျိုးကြတော့ညှဉ်းပန်းနှိပ်စက်တဲ့ပုံစံမျိုးဖြစ်သွားပြီ။ညှဉ်းပန်းနှိပ်စက်တာမှာတော်တော်ညှဉ်းပန်းနှိပ်စက်တဲ့ပုံစံမျိုးဖြစ်တယ်။အဲ့ဒီအတွေ့အကြောင်းမလို့အမားတွေခလေးတွေကိုကလေးတွေရဲ့အနာဂတ်ပေါ့အခုဒီကလေးနှစ်ယောက်မှဆိုလို့ရှိရင်တယောက်ကတော်တော်လေးအခြေအနေဆိုးသွားတယ်အဲ့တော့သူတို့ရဲ့အနာဂတ်မှာသူတို့ဘာဖြစ်သွားမလဲသူတို့ န်းကောင်းညွှတ်ကြိုးဒီလိုမျိုးတို့ရဲ့အနာဂတ်မှာဖြစ်တယ်တို့လက်ကလေးတွေမှာလည်းမတန်မစွမ်းနေဖြစ်သွားမယ်အဲ့တော့ဒါမျိုးကတော့မလုပ်သင့်ဘူးလို့ထင်ပါတယ်အမဒီလိုမျိုးဒီကိစ္စနဲ့ပတ်သက်ပြီးတော့အမအခုလိုမျိုးကုညီပေးရတယ်ဆိုတာကလည်းနောက်ထပ်ကလေးတွေဒီလိုမျိုးထပ်မဖြစ်ဖို့ရယ်အခုလိုမျိုးအင်ရှင်နေအနေနဲ့ရလဲဒီလိုမျိုးလှုပ်လို့ရှိရင်ဘယ်ဥပဒေ ကြောင်းရရအရေးယူခံရပါတယ်ဆိုတဲ့ဟာကိုသိစေခြင်းနဲ့ရည်ရွယ်ချက်နဲ့အမှတ်လုပ်တာပါအဲဒါကြောင့်မို့လို့လည်းနောက်တခြားလူတွေလူတွေလည်းမထပ်ပြီးမဖြစ်စေချင်ပါဘူးအဲဒီအတွက်ကြောင့်ကို့အိမ်အကူကြီးကို့မှာလာလုပ်တဲ့အခါမှာအဆင်မပြေဘူးကိုနဲ့တဟဆတာမဖြစ်ဘူးဆိုရှင်အိမ်ကိုပြန်ပို့လိုက်တာမျိုးသူ့မိဘလည်းတဲ့ပြန်အပ်တာမျိုးဒါမျိုးပဲလုပ်လုပ်ပါလို့တောင်းပန်ချင်ပါတယ်မေတ္တာရက်ခံချင်ပါတယ်ဖြစ်စေခြင်းနဲ့ဆန္ဒကတော့လေပတ်စံ390ဆိုတာကတော့ဒီကလေးတွေရဲ့မိဘအနေနဲ့က မမြင်ဘူးတဲ့အခါမှာသူတို့အနေနဲ့ရိုးသားတဲ့အတွက်ကြောင့်မလို့ဩဒီ30ရူရင်ကောင်းမလားအာရူရင်ကောင်းမလားအဲ့ဒါသူတို့အနေနဲ့လည်းဒီလိုမျိုးအမှုတွေပြတ်လာတဲ့အခါမှာဟိုဘက်ကချင်းချောက်တာတွေပြောဆိုတာတွေလည်းသူတို့မှစဉ်းစားဖို့အသိဉာဏ်အဲ့လောက်ထိကျွဲဝမယ်လို့အမှမထင်ဘူးအဲ့တော့ဒီပတ်စံ30ဟာဘယ်ချိန်တုံးတုံးကုန်သွားမှာပဲအဓိကအမှဖြစ်စေချင်တာကတော့ဒီလိုမျိုးပြဿနာတွေထပ်မဖြစ်ဖို့အမှ ဖြစ်စေခြင်းလေအဲ့ဒီအတွက်ကြောင့်တော့ဒီ390နဲ့မကြည်အေးပဲနဲ့ဒီအမအနေနဲ့ကလည်းဒီအင်းဝအချုပ်ဆိုင်ကိုမုံမုံတီးလို့လည်းမရှိဘူးအဲသူတို့ဘာသာကွဲမှုလို့လည်းအမမဟိုသူတို့လူမျိုးရေးအရာလည်းမုံတီးခြင်းမရှိပါဘူးဒါပေမဲ့အမဒီအမှန်တရားဖြစ်ပေါ်စေခြင်းနဲ့အတွက်ကြောင့်ပဲဒီအမှုကိုအနိုင်ရအောင်ဒီအမလှုပ်ဆောင်သွားမယ်လို့ပြောကြခြင်းပါတယ်